ဒီ YouTube channel လေးကပြန်လဲကြိုးစားပါဗျာနော်နေပါလို့ပြောချင်လဲဆိုတော့နော်ဖပုံဖြာပုံပေါ့နော်ဖြာပုံအောက်ပိုင်းချောင်းဝရွာမှာနော်မီးလောင်တာပေါ့နော်ခုနှစ်ရက်နေ့ကည2နာရီလောက်ကလောင်သွားတဲ့ဟာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကတင်ထားပေးခြင်းတာနော်တင်ထားပေးခြင်းတဲ့ဆိုတာဘာလို့ဆိုတော့ဒီမီးလောင်မှုကိုတခါသိရမလားဗီဒီယိုဖြတ်ညက်ကတ်လုပ်ပြီးတချို့သရောင်းသားရာနော်ဟာဘယ်မှာဖြစ်နေပြီးဘယ်မှာအဲ့လိုဖြစ်မလို့ကျွန်တော်ကအမှန်ကိုတင်ပြပေးမှာနော်ဒီမှာဆိုတော့ ဘယ်မှာဖြစ်တာလဲဘယ်နည်းကလဲလဲဘေကင်းကြပါသေးချင်းဆိုဖျာပုံအောက်ပိုင်းနဲ့ချောင်းဝရွာမှာမီးလောင်တာနော်သူကသူမီးလောင်တာမီးကတော်တော်ကြီးတယ်နော်တော်တော်ကြီးတယ်ဒါတော့အမကြီးအောင်အောင်မှာတော့တော်ကြပါတော့တဲ့ဒါတွေမမြင်ချင်းလို့တဲ့နောက်ဆုံးတော့မြေသာပင်ကပြည်သူပဲတဲ့မဟုတ်ပါဘူးတဲ့ဒီတိုင်းမီးဒီတိုင်းအိမ်တွေကိုမီးလောင်တာပါတဲ့နော်အကြတော့စစ်ဖြစ်တာမဟုတ်ဘူးနော်စစ်ဖြစ်တာမဟုတ်အဲ့ဒီအရာကြီးကိုတချို့ကကျွန်တော်စစ်ဖြစ်တဲ့စစ်ဖြစ်တဲ့ပုံစံမျိုးကြီးလောက်လာမှဆိုလို့ကျွန်တော်ကကြိုပြီးတော့ဒီအရာလေးကို နော်လုတ်ပြီးရတာအကြောင်ဒီမှာတစ်ချက်ကြည့်လိုက်နော်ဟောအကွန်မန့်ကြံသေးရနော်မိငိမ့်ပြီလားတဲ့အများဆုံးငိမ့်ကြပါသေးအေးကြပါသေးရင်းနဲ့မြင်ရတာစိတ်မကောင်းလို့ဆိုတော့ဟုတ်ကဲတဲ့လောင်နဲ့ညကပဲမိငိမ့်သွားပါတယ်တဲ့အိမ်အလုံးကြီး16လုံးပါသွားတယ်တဲ့မိသေးတော့နော်အိမ်အလုံးကြီး16လုံးပါသွားတယ်တဲ့အကြောင်နော် ဖျာပုံနဲ့နော်ဖျာပုံအောက်ပိုင်းချောင်းဝရွာမှာနော်မီးလောင်လိုက်တာအိမ်ညိုမီးလောင်လိုက်တာအိမ်စကူလုံးပါသွားတယ်နော်အကြတော့ဒီမှာလောင်တာလေးချက်ကြည့်လာမှာနော်မကြောက်စရာကြီးအိမ်စကူလုံးနဲ့နော်စကူလုံးပါသွားတယ်မီးတဲ့ကိုအမကြီးုံအမကြီးုံဟာမီးကိုလျက်စစ်ဟာရတပြင်းပြင်းနဲ့နော်အမအိမ်ကြီးစကူလုံးပါသွားတယ်နော် အကြတော့မိဘတွေလည်းတတိထားကြပါဗျာနော်မိဘတွေလည်းတတိထားပါလျက်စစ်မိဘပေါ့နော်ဘယ်ရပဲဖြစ်ရှင်သေးကိုပဲဖြစ်ဖြစ်ဖျောင်းတိုင်းမိဘပဲဖြစ်မွေးတိုင်းပဲဖြစ်နော်အခုအပူဝင်းချောက်တွေးတဲ့ຢာကြီးရောက်လာတဲ့အချိန်မှာနော်ဒီမိဘတွေလည်းတတိထားကြပါနော်ဒါမိဘကြောင့်လောင်သွားတာနော်ဖျာပုံချောင်းဝါအောက်ပိုင်းနော်အမတို့ကြနေဟိုရင်းမျိုးဟိမ့်စော်လို့ကောင်းမျိုးကခင်ဗျာဒီဟာ ပြညက်ကလှုပ်ပြီးတော့တည်ရမလားဘယ်မှာမိဟာစစ်ပစ်ပြီးတော့လောင်သွားပြီးသွားပြီးဆိုပေါ်တော့ကလုံးမဲ့ကောင်မျိုးကရှိလို့ကျွန်တော်ကြိုပြောတာနော်ဒါကသူကသူမီးလောင်တာနော်အဲ့လိုမျိုးတွေတည်င်းတို့တည်င်းမကြီးဖြစ်မလို့ကျွန်တော်ဒီပို့ကိုကြိုတင်လှုပ်ပေးတာဒါမဲ့ကျွန်တော်လည်းနော်ကျွန်တော်ကြည့်တဲ့လူကလည်းနော်မများတော့ကျွန်တော်လည်းကိုလူအနေငယ်အမှန်တရားတီးဖို့အတွက်ပဲတင်ပေးထားမှာနော်အကြတော့ဒါဂျိုးယိုးဒီတိုင်းမီးလောင်တာနော်အင်ဂျီ၁၉လုံးပါသွားတဲ့ဖြာပုံမှာဖြစ်တဲ့ချောင်းဝရွာမှာဖြစ်သွားတဲ့မီးလောင်မှု နော်ကြံတာနဲ့ဘာမှမဆိုင်ဘူးနော်အကြတော့တော်ကြံနေတို့လို့တို့လို့အိမ်ကသိရမလားပေါက်ပန်း၄၀လောက်တက်တဲ့အဖွဲရလည်းရှိလို့ကျွန်တော်ကနော်ပြောပြတာလားကြတော့ကိုကကိုစဉ်းစားဖို့နော်စဉ်းစားဖို့စဉ်းကျင်ဖို့ဒါလေးတွေကိုပြောပြပေးတာ နော်